မနလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့စောစုထိန်ချုံနယ်မြေတွင်ပိတ်မိနေတဲ့ဒေသခံပြည်သူတွေစံပါဝင်စားတောက်ကုန်တွေစတင်ပြက်လက်လာတာကြောင့်အခက်အခဲဖြစ်နေကြတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်။တပိတ်ချင်းမြို့နယ်ခရမိုင်ကျေးရွာနယ်တွင်းငယ်ကျေးရွာကြားကြောက်ကြီး၊အုံပိုင်၊ကြောက်ခွဲစားတဲ့ကျေးရွာဆယ်ရွာကျော်ကယာနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာထွက်ပြေးခွင့်မရဘဲနဲ့စောစုရဲ့ပိတ်ဆို့ခြင်းခံရတာဖြစ်ပါရယ်။ တပိတ်ချင်းမြို့ပါဝင်တပိတ်ချင်းနယ်ကစစ်စကန်အများအပြားကို2024ခုနှစ်နှစ်လပိုင်းကလေးကတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပေမဲ့ခရမိုင်ကျွော်နဲ့တွင်းငယ်ကျွော်အနီကစစ်စကန်တချို့ကိုမသိမ်းနိုင်သေးပဲကြန့်ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီလက်ကျန်စစ်စကန်တွေမှာခိုးအောင်နေတဲ့အစိုးစုကစကန်မကြရေးလေချောင်းအာကိုနဲ့ခုခံနေပြီးတော့ရိတ်ခါရဖို့အတွက်အနီးဝန်းကျင်ကျွော်တွေကဒေသခံတွေကိုပိတ်ဆို့ထားကစပားဆိုင်ခိုင်းပြီးတော့ ထွက်လာသမျှစဘာကိုသူတို့စုပ်စုလက်ထဲပြန်ရောင်းချစီတာလို့ဆိုပါရယ်ပြီးခဲ့တဲ့2024ဇူလိုင်လကတည်းကခုနှစ်မိုင်ကြေးရွာတို့ကဒေသခံတွေအနေနဲ့တင်းရှောင်ကြဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ထမပြေးပဲနဲ့ကြံ့နေခဲ့တဲ့ပြည်သူတွေဟာအဲ့ဒီလိုစုပ်စုရဲ့ပိတ်ဆို့ခြင်းခိုင်းစေတာကိုခံနေရတာလို့ဆိုပါရယ်တပိတ်ချင်းနဲ့ခရမိုင်ကျေးရွာတော်ကအုံတကူအုံပိုင်ကြောက်ကြီးကြောက်ခွဲညောင်ရင်စပယ်နကိုပန်းပင် ကြောက်ဖြာရေဝိုးစင် ှတ်တော်မူညောင်ရင်နဲ့ထူးတွင်းရာစတဲ့ခြေရာတွေကတရွာကိုခံမှန်းလူတရာခန့်စုစုပေါင်းလူတထောင်နီးပါးပိတ်မိနေတာဖြစ်ပြီးတော့ပိတ်မိနေသူတွေဟာအချင်းချင်းနီးစပ်ရာခြေရာတွေမှာစုပေါင်းနေတိုင်းကြတယ်လို့ထွက်ပြေးလာခဲ့သူတွေကပြောပါတယ်။စောစုကအဲ့ဒီကြံနေတဲ့သူတွေကိုထွက်မပြေးနိုင်အောင်အကြဲချုပ်သဘောမျိုးပိတ်ဆို့ထားကခြေရွာအလိုက်ဆယ်အိမ်ကောင်းတွေခန့်ထားပြီးတော့ဆယ်အိမ်ကောင်းတွေကတစ်ဆင့်မနဲ့တစ်ချိန်ညတစ်ချိန်လက်မှတ်ထိုးခိုင်းကစောင့်ကြည့်နေရလို့ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေပြီးစိုးစုကလေကြောင်းပုံကျဲလက်နက်ကြီးနဲ့ထူနေလို့အဲ့ဒီပိတ်မိနေတဲ့ဒေသခံတွေကလွဲပြီးတော့တပိတ်ချင်းတနယ်လုံးကဒေသခံပြည်သူတွေကတော့အိုးအိမ်ဆုံးကစပေးရှောင်ထွက်ပြေးနေရတာတနက်နီးပါးကြာမြင့်လာပြီးဖြစ်ပါတယ်။